Okay. ကျွန်တော်တို့ဒီတစ်ပတ် week 7ရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒဂုံစား United အသင်းနဲ့မဟာ United အသင်းတို့ကစားမယ့်ပွဲစဉ်ပဲဖြစ်ပါတယ်။ဒီပွဲစဉ်ကိုအော်တိုဘာ29ရက်ညနေ3:00နာရီခွဲ YSC ပွဲမှာချန်ပီယံကစားမှာဖြစ်ပါတယ်။အဲ့တော့ဒီနှစ်သင်းစုံကတော့ပြီးခဲ့တဲ့ပတ်မှာတော့ရှုံးပွဲကိုစီတွေ့ထားရပါတော့။အဲ့တော့ဒီနှစ်သင်းရဲ့အနေထားကိုကိုကိုမမင်းကစတင်သုံးသပ်ပြီးကြပါဦး။ဟုတ်ပါတယ်။အာဒဂုံစား United အသင်းကလည်းပြီးခဲ့တဲ့ဒီချန်ပီယံအသင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ဒါတို့မထင်မှတ်ထားတဲ့ရလဒ်တစ်ခုဖြစ်တဲ့လေးခုပြည့်အရင်နိုင်ခဲ့သလိုမဟာ United အသင်းကလည်း AHP အသင်းကိုတို့တွေနဲ့ဒါတို့ကိုကိုမရှိဆိုတဲ့ရလဒ်နဲ့အရင်နိုင်ခဲ့တာ။ ်တွားပြီးတွေ့ရတယ်ဟုတ်ပါရဲ့ဗျဒီဒကွန်စိုင်းနဲ့တဲ့ကတောင်ကြီးကွင်းမှာကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဆွမ်လမန်က33မိနစ်မှာခရဲကဒါဒုတိယအဝါကတ်နဲ့အနီကပြည်တန်ထိပြီးတော့ကျတော့ဆက်လက်ပြီးတော့မှကစားနိုင်တယ်ဗျအဲ့ချိန်မှာပြန်ပြဲအသင်းကတယောက်ရောအသားနဲ့ကစားပြီးတော့ကျတော့သူတို့နည်းတာကိုပြအေးနေခဲ့တာတွားပြီးတော့တွေ့ရတယ်အနီကကလည်းကျွန်တော်နည်းပြောချင်တာကတော့ဒါမလို့ရတဲ့ပြည်တန်လို့ပဲကျွန်တော်နည်းထပ်ပြီးတော့သုံးသက်ချင်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်တော့ပြန်ပြဲအသင်းကစားသမားကိုဘောလုံးမထိပဲနဲ့တွားပြီးတော့ပြည်တန်ကျူးလွန်လိုက်တဲ့အချိန်မှာဒါကွင်းလက်တန်းနေပြီးတော့ဒုတိယအဝါပြပြီးတော့အနီကပြည်တန်ထိတယ်အဲ့ချိန်မှာပဲဒါ ြောချင်တာကဟိုသူတို့တင်ကစားခက်ပြီးတော့ကြံပေးတင်ရောလွယ်တကူပဲကိုးတွေခွင့်ပြုလိုက်ရတယ်ပေါ့နော်မဟာဗီဒရတင်ကတော့လက်ရှိနေတာကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီသူတို့တင်ရဲ့တိုက်စစ်ပိုင်းကဒီကောင်းမြတ်သူနဲ့ပက်ထရစ်ကဒီရဒီမှာအနေငယ်တော့ရုံးကန်နေရတယ်ကိုရကိုရုံးကန်နေရတယ်ပေါ့ဟုတ်ပါဘူးနောက်တစ်ခုကဒီကွင်းလယ်မှာဆိုလို့ရှိရင်လည်းသူတို့တင်ရဲ့ဒီနေ့မှာဆိုလို့ရှိရင်အာကကျော်ထွက်သွားတယ်ဒီနောက်တစ်ခုကဒီကျော်စာမင်းတို့ဆိုလို့ရှိရင်လည်းဒါတိုင်ရရနေတယ်ဆိုတဲ့အခါကျတော့ကွင်းလယ်ပိုင်းကနည်းနည်းတော့အာရုံမှုတွေ တွေ့နေရတယ်ပေါ့နော်နောက်တစ်ခုကောင်းတဲ့အချက်ကိုပြောပါဆိုလို့ရှင်တော့ဒါဒီဘက်ကျုပ်ဆိုလဲကျောင်းနေတဲ့သူတို့သူ့အတင်းပါဆိုလို့ရှင်ဒီလူငယ်လေးတွေနေရာပေးလာတာတွေ့ရတယ်ဒီထွေရန်တို့ပေါင်းစီရလင်းမျိုးထက်ဦးတို့စသဖြင့်ပေါ့နော်မြင်တွေ့ရတယ်နော်မြင်တွေ့ရတယ်ဒါပေမဲ့နာကအလားလာတော့ကောင်းတယ်လက်ရှိမှာဆိုလို့ရှင်တော့ဒီ player တွေကလောက်လောက်လာလာပြန်ပြန်အသင်းတွေကိုကောင်းကောင်းရှင်နိုင်တဲ့ဒေတာတစ်ခုတော့တွားပြီးတော့မတွေ့ရသေးဘူးသူတို့နေအချိန်တော့ယူရအောင်မယ်ကျောင်းနေတာတစ်ခုတော့ပြောချင်ပါတယ်တွေ့ရမယ်တကုန်စာယူနေတဲ့အသင်းကလည်းစောစောကပြောသလိုမျိုးပဲ ပြီးခဲ့တဲ့ပွဲစဉ်မှာရှုံးနေခဲ့တယ်။လာမယ့်နောက်တစ်ပတ်ပွဲစဉ်မှာဆိုလို့ရှိရင်တော့တို့အနေနဲ့ဒီရန်ကုန်နဲ့ထိတဲ့တွေ့ရမယ်။ဆိုတဲ့အခါကျတော့ဒီပွဲစဉ်ကိုတို့အနေနဲ့အမားမခံပဲအားထည့်ပြီးရှင်းမြန်းလာမှာဖြစ်တယ်။မဟာယူနဲ့အတင်းနဲ့တော်တော်လေးဝယ်သိထားပြီးတော့ကစားမယ့်ပွဲစဉ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်။ပြီးခဲ့တဲ့ရာသီရဲ့ရလဒ်တွေကြည့်မယ်ဆိုလို့ရှိရင်တော့ဒဂွန်စလာယူနဲ့တင်းကပထမကျော်၃ကိုပြတ်နိုင်တယ်။ဒုတိယကျော်မှာမဟာကတကူကိုမရှိနဲ့ပြတ်နိုင်တယ်။ဒီလိုရလဒ်တော့ထပ်တာထပ်ပေါ်ထားတာတွေ့ရတယ်။ကိုတော့ကြာဆက်လက်ပြီးတော့ဆွေးနွေးသုံးသပ်ပြီးပါဦး။ ဟုတ်ကဲ့ပါဒီကိုစတာကတော့ကျွန်တော်၆ဘွဲကစားပြီးချိန်ပါ၃ဘွဲနိုင်၂ဘွဲတည်၄ဘွဲရှုံရမှ၁၇မှတ်နဲ့စင်၅မှာရက်တည်နေတာပေါ့နော်ဟုတ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ဘာပေါ့နော်ရှမ်းနယ်မှာကစားခင်ကျွန်တော်ပြောခဲ့တယ်လို့ပေါ့နော်အဲ့ရှမ်းနယ်မှာကစားခင်အရှိန်၂ဘွဲဆိုရင်လေသူတို့တည်၄ဘွဲတွေဇက်တိုက်ဖြစ်တယ်ပေါ့နော်ဖြစ်တယ်ဟုတ်ကဲ့အဲ့ကလေးကညိုင်နေနေဖြစ်နေတာရှမ်းနယ်လည်းကစားပြီးရောရှုံဘွဲမရှိအစားချင်းနေထားပါပြတ်သွားတာပေါ့နော်ကျွန်တော်ပြောချင်တာအဲ့ရှမ်းနယ်ဘွဲမတိုင်ကလေးကညိုင်နေနေရှုံးချင်နေတာဒီဘွဲနဲ့ဘွဲဆိုရင်ကန်ကောင်းလို့မရှုံးတာပေါ့နော် အဲ့ချမ်းချမ်းတော့တိုင်ကလေးကရှုံးကျင်တယ်အဲ့တော့အခုတော့ရှုံးသွားပြီပေါ့နော်ရှုံးသွားဘူးသူတို့ဝမ်းသာလို့ပြောတာမဟုတ်ပါဘူးတော်တော်လေးကိုဘယ်လိုပြောမလဲနေထားကမကောင်းဘူးပေါ့နော်အတင်းကတော်တော်လေးကို ဟိုအရင်ဟိုယာတိဆာပုံစံတွေနဲ့မတူတော့ဘူးပေါ့နော်အဲ့တော့တော်တော်လေးကိုပြုပြင်မှအနေပြုပြင်မှရမယ်အနေထားမျိုးဖြစ်နေတယ်ပေါ့နော်လက်ရှိအနေထားတိုင်းဆက်သွားမှဟေ့ဆိုရင်အမပေးစရာအလေလောက်ထိဒီကုန်းစတာအနေနဲ့ဆင်းသွားရလိမ့်မယ်အခုလည်းဘာလို့လဲဆိုတော့အဆင့်၅ရောက်နေပြီရမယ်၁၇မှတ်အောက်ကကျွန်တော်တို့အသေးလေးကိုကြည့်မယ်ဆိုရင်၈မှတ်၇မှတ်တွေပေါ့နော်အဲ့တော့၈မှတ်၇မှတ်တွေကတပွဲလောက်နိုင်လိုက်ရင်သူ့ကိုကတ်သွားပြီ ဟုတ်ပါတော့အဲ့တော့သူ့ရဲ့အနေထားကလည်းတော်တော်လေးကိုဒီတိုင်းဆက်သွားနိုင်မယ်ဆိုတော့မလွယ်ဘူးပိုဆိုးတာကဒီပွဲမှာဆောင်းလမန်နဲ့အောင်ကျော်တို့ပွဲပယ်လေရှိနေတာဟုတ်ပါရှိနေဆိုမှလည်းတို့မှာတော့ဒူအင်အားကတော့ချားတင်းတက်ဆိုင်တော့မဟာတက်ဆိုင်တော့နည်းနည်းလေးများရလို့တော့ပြောလို့ရတယ်ပေါ့နော်ဒါကတော့ဒဂုံစတာရဲ့ဟိုကျွန်တော်နေတဲ့ဒါအသုံးသက်တာပေါ့နော်အဲ့တော့ဒဂုံစတာနေတဲ့ဒီပွဲမှာမဖြစ်မနေနိုင်ပွဲပြန်လဲလိုအပ်နေတယ်ပေါ့နော်ဒီဘက်ကမဟာတိုင်းတက်တင်းကိုချိန်မယ်ဆိုရင်လည်း၅ပွဲကစားပြီးချိန်မှာသူကတော့တပွဲကျော်ထားရတယ်တပွဲနိုင်တပွဲတည်3ပွဲရှုံရမှတ်4မှတ်နဲ့16မှာရက်တင်နေတယ်ပေါ့နော် အဲဘလိုပဲဖြစ်မဟာရဲ့အနေထားကလည်းတန်းစင်းစုံအနေထားနဲ့ကတ်နေပြီเนาะဆောင်းတော့ကိုကိုမင်းသုံးသက်လို့တန်ရပြဿနာတွေလည်းရှိနေတယ်။တင်းရဲ့ရလပိုင်းကလည်းနှစ်ပွဲဆက်ရှုံးထားတယ်။ရှုံးထားတဲ့နှစ်ပွဲဆက်မှာလည်းတကိုးမှပြန်မတွင်းနိုင်ဘူးပေါ့เนาะပြိုင်ဘက်ကိုအဲ့တော့တိုက်စစ်ပိုင်းကလည်းကိုကိုမင်းသုံးသက်လို့ပဲဒီထက်ပိုပြီးကိုးရဖို့လိုတယ်ပေါ့เนาะအဲ့တော့မဟာအသင်းအနေနဲ့ဒီနှစ်မှာနည်းနည်းလေးဟိုဆောင်းတော့တန်ရပြဿနာတွေရောနည်းနည်းခက်ခဲတာတွေရှိတယ်ဆိုပေမဲ့အခြားအသင်းတွေကလည်းဒီနှစ်မှာပိုကောင်းလာတယ်။အဲ့တော့ပိုကောင်းလာတယ်ဆိုတော့ကိုကနည်းနည်းလေးရော့တာနဲ့ အခြားသင်တွေကကောင်းနေတဲ့အချိန်နဲ့တွေ့တော့ပိုဆိုးသွားတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီဘွဲတော့ရှုံးဘွဲကိုစီတွေ့ထားတာဖြစ်တဲ့အတွက်နှစ်သိန်းစလုံးကတော့မဖြစ်မနေအမှတ်ရဖို့လိုနေတယ်ပေါ့နော်အဲ့တော့ဒီဘွဲကလည်းတကယ်ပြိသက်ကြိုက်ဘွဲကောင်းဘွဲတော့ဖြုံးမှာပဲအင်းအားပိုင်းရဆိုရင်တော့ဒုံစားနေတဲ့သင်ကတော့နိုင်ငံတာနေတာမြင်ရတယ်ပေါ့နော်လိုပဲဖြစ်ပြိသက်ကြိုက်ဖြစ်မဲ့ဘွဲကောင်းဘွဲဖြစ်လာမှာပါခင်ဗျာ